မင်္ဂလာပါရှင်ခေတ္တတလီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်မော်ကုံနဲ့မုံမိတ်မျိုးများတို့တရားလန်လေးကစစ်ကောင်မရှင်တပ်များကိုခေါ်တွင်းပြီးဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တောင်မျိုးသားလူမျိုးရေးတပ်မတော်တရားလန်လေးနဲ့စစ်ကောင်မရှင်တို့ကြားအပြည့်ရညှိနှိုင်းချက်များရှာယူပြီးနောက်မော်ကုံနဲ့မုံမိတ်မျိုးများမှတရားလန်လေးတပ်များဆုတ်ခွာပေးရမည်ဖြစ်ကောင်စစ်ကောင်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါတယ် စစ်ကောင်မစင်တပ်များသည်မုံမိန်နဲ့မိုးကုံတို့ဝင်ရောက်ရမှာတောင်းတပ်များကိုယ်တိုင်ခေါ်တွင်ပေးမိအခြေအနေနဲ့ဝင်ရောက်မည်ဖြစ်ကြောင်းတော်လန်ရေးတပ်ဖွဲ့များနဲ့ဤဆက်သူများထံမှသိရှိရပါသည်မြို့ကလူငယ်တွေနဲ့အမျိုးသမီးအမျိုးသားတွေကိုခေါ်ပြီးတော့စစ်ဘက်ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တဲ့မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံမုံတိသာလားဆိုပြီးခေါ်ပြီးကြိုက်နှက်တာတွေရှိတယ်မိုးကုံအစီဘက်မှာဆရာဖားတွေရောက်နေပြီလို့မိုးကုံမြို့ကအမျိုးသမီးတအူးကပြောပါတယ် နဝေမာလာကုံမှာတအောင်တံမြောင်မြို့နယ်မြို့မှာအပြီးဖဲပေးရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကိုမြို့အတွင်းတအောင်တပ်ကိုယ်တိုင်ခေါ်သွင်းမည်ဆိုတဲ့အခြေအနေများကိုပါကြားသိလာရခြင်းဖြစ်ပါတယ်။ ပြည်ကသည်နိုဝင်ဘာလ16ရက်နေ့ကတော်လရင်အင်အားစုများကိုတည်ဆုံရမှာတရားလန်လီကစစ်ကောင်မစင်ကိုခေါ်သွင်းလာတဲ့အခါနှောက်ရှက်ဟန်တောင်းခွင့်မရှိကြောင်းထပ်တွင်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ထို့အခြေအနေကြောင့်တော်လရင်တပ်ဖွဲ့အသီးသီးကမြို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပေမယ့်မိဖန်ဖြစ်သည့်တရားလန်လီကနှောက်ရှက်ဟန်တောင်းခြင်းမပြုရန်ပြောဆိုထားတဲ့အတွက်အခြေအနေမှာရှုပ်ထွေးလျက်ရှိပါတယ်။ လက်ရှိမှာမုံကိုမြို့အတွင်းစစ်ကော်မရှင်တပ်မှတပ်ဖွဲ့အချို့ရရှိနေပြီးဖြစ်ပြီးစစ်ကော်မရှင်ကနိုဝင်ဘာလ၂ရက်နေ့ကတည်းကမုံကိုမြို့ပေါ်မှာဆက်ဆံရေးယုံဖွင့်လှစ်ထားခဲ့ပါတယ်။ရခိုင်လကုံမှာထိုမတစင် TNL တပ်များရခိုင်လကုံအတွင်းထိုယုံမှတစင် TNL တပ်များဦးဆောင်မှုဖြင့်မြို့အတွင်းဝင်ရမယ်လို့သိရပါတယ်။အခြေအနေကတော့တေချာမသိရသေးဘူး။ကျွန်တော်တို့ကတော့ကူပေါ်ရောက်နေပြီးသူတို့ချမယ်ဆိုလဲအစင်းတဲ့အနေထားပေါ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။တီယန်လန်လီနဲ့စစ်ကော်မရှင်တပ်တို့ဤဆက်ဆံရေးယုံများကို ပြည်ဦးလွင်နံမိုးကလမ်းမပေါ်ရှိဆန်လန်းစုံမှဖွင့်လင်းထားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးဖားကနဲ့စတုံးကိုစစ်တပ်လေကြောင်းလက်နက်ကြီးစက်တိုက်တိုက်ခိုက်မှုခရိုင်ပြောဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကမြို့နယ်ကိုစစ်ကောင်စီကလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ဒီပါလို့ဆောင်နေသလိုစတုံးမြို့နယ်ကိုလည်းလေကြောင်းကနေထပ်မံတိုက်ခိုက်လာကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းဖားကန်ဒေတာမရှိကထောင်ကြံကတ်မော်ကို စစ်ကောင်စီတပ်ကဒုံးနဲ့တိုက်ခိုက်သွားလို့ပြည်သူနှစ်ဦးတရားရရှိခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီတပ်ရဲ့ဒုံးပုံကျတဲ့နေရာဟာဒေသခံပြည်သူတွေတပိုင်းတန်းတိုင်းစောက်စင်းသူဖော်ရနေရာကိုတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KAI ကဖော်ပြပါတယ်။ ဖာကတ်တမကုံစက်ကောင်စီတဟာပြည်သူတွေရှိရာနေရာတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးဒုံးတိုက်ခိုက်နေတဲ့လုံလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေလို့ဒေသခံတွေထိခိုက်တိုက်ဆုံမှုတွေနှင်းစင်မြင့်တက်လာနေကြောင်း KIA အသိပေးပါတယ်။ဒါအပြင် KIA တင်ထားတဲ့စရုံမျိုးပတ်ကုံစက်ကောင်စီကနိုဝင်ဘာလ16ရက်နေ့မနက်မှလေရင်နဲ့ပုံကျဲတယ်လို့ဖော်ပြပါတယ်။လေကြောင်းတိုက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရသူနဲ့နေအိမ်ပြတ်ဆင်းမှုတွေရှိနေကြောင်းလည်းအသိပေးပါတယ်။စက်ကောင်စီဟာစက်တင်ဘာလ29ရက်နေ့မှာလင်းစရုံဒေသကို လေရင်ပုံကျဲလို့ပြည်သူဆက်တဲ့ဦးတည်ဆောင်ကထိခိုက်တရားရရှိသူတွေရှိခဲ့ပါတယ် KIA နဲ့စစ်ကောင်စီဟာဗမော်ဖာကန်ဝိုင်းမော်ဆော့လော်လန်ဆယ်ဒေသခေါလန်ဖူးဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလည်းအရတားပြည်သူနေထိုင်ရာတွေကိုပြစ်မှတ်ထားလေးကြောင့်တိုက်ခတ်မှုတွေမကြမကြာပြုလုပ်လျက်ရှိပါတယ်ရှင်ဆလန်ပင်မော်ရံတိုက်ပွဲမှာထိုင်းမဲထွက်ပြေးတဲ့စစ်သားတွေကိုထိုင်းပြန်ပို့ဆက်တဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မော်ရံမြို့ရင်တိုက်ပွဲမှာထိုင်းနိုင်ငံမဲထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်တောင်းဆက်လီကိတ်ကနေတဆင်ထန်းအနာပိုင်းတွေကစစ်ကောင်စီတပ်ပြန်လွှဲပေးလိုက်ပါတယ်။ကရင်မျိုးသားလူမျိုးရေးတမတော် KNL လေးနဲ့ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့တရရမှုနဲ့အဖွဲ့ကိုထိုင်းဘက်ကပြန်လွှဲပေးတယ်လို့စစ်တမ်းဝါနာဖြန့်ချီသူတွေကလူမှုကွန်ရက်မှာတင်နေကြသလိုကော်တောင်းမျိုးကတရင်ချင်းမျက်ချိုကလည်းတည်ပြပါတယ်။20လောက်ရှိတဲ့ပြန်လွှဲပေးတာပြန် ထွေအုံရစစ်သက်ယောဂလာခေါ်သွားတယ်လို့မြို့ကန်တရင်ချင်းမြကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုံတွဲရေးမှာအရေးပါတဲ့မော်တာမျိုးကကရင်လွမြောက်ရေးတပ်မတော် KNL င်းဗမာပြည်သူ့လွမြောက်ရေးတပ်မတော် PPL င်းဖို့ဖို့ Federal Democracy PDF ပူပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မှာတင်ယူခဲ့တာဖြစ်ပါတယ်။ မြို့ရင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဖမ်းမိခဲ့ပြီးနေဆက်ကိုဖျက်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားသူတွေလည်းရှိပါတယ်။ထွက်ပြေးသွားတဲ့သူအရေအတွက်ကိုမသိရသလိုပြန်လဲရမှာတော့နေဆက်ဥက္ကဋ္ဌပါဝင်နာကိုထွက်ပေါ်လာတဲ့တပ်ပေါ်မှန်တမ်းတွေမှာတွေ့ရပါတယ်။ထွက်ပြေးစဉ်ကတနက်တွေနဲ့လက်နက်ခရမ်းတွေကိုထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။အခုပြန်လဲပေးတာမှာလက်နက်တွေပါမပါတော့မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြန်မာတရုတ်နယ်စပ်အနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းတရုတ်နိုင်ငံဘက်ကထွက်ပြေးခဲ့ပြီးတရုတ်ဘက်ကပြန်လည်ပြေးခဲ့ပါတယ်။ဒါအပြင် AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဘင်္ဂလားဒေ့နိုင်ငံဘက်ကထွက်ပြေးသွားခဲ့ကြသလိုချင်းတော်လန်ရေးတပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ကထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဇခင်က KLL နဲ့ PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေအတွင်မှာလည်းထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားခဲ့ကြပူပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုတပ်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီတပ်ပြန်လည်ပေးလေးရှိပါတယ်။ငါမသိငါစကမ်းမကြစေရလို့ကြွေးကြော်ပြီးတကယ်တိုက်တော့ပြေးတာမှမုံနေတာပဲလို့တက်ဆန်နဲ့ဆက်ကွန်စစ်စင်ရေးမှာမြောက်ပိုင်းမဟာမိတ်တုံးပွဲနဲ့အတူတိုက်ခိုက်ခဲ့ပွေးတဲ့ရဲဘော် PDF တအူးကပြောပါတယ်ရှင်။ဆက်လက်ပြီးစစ်တပ်ကပြစ်တဲ့လက်နက်ကြီးချပြီးစံကျင်းရောင်ဖုန်ကြီးကြောင့်မီလောင်ပြက်စီဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးတိုင်းမရယာမြို့နယ်ကရင်းသားချင်းရွာမှာတက်ဆဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပြင်လို့စစ်ကျင်ချင်းရွာဖုန်ကြီးကျောင်းဆောင်တွင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်တပ်နဲ့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့စက်ကျင်ကျွာကိုနိုဝင်ဘာလ16ရက်နေ့ကရင်းနှီးသားကျေးရွာမှာ တက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးနှလုံးကျန်းရပေါက်ခဲ့ပြီးစက်ကျင်ကျွာဒခိနာအာယုံဖုန်ကြီးကျောင်းနှစ်ဆောင်မိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်။လက်ရှိမှာစစ်တပ်ကရင်းနှီးသားကျေးရွာအထိတက်ဆွဲထားပြီးစက်ကျင်ကျွာဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။စက်ကျင်ကျွာကတရားတော်ဝဲကြတဲ့အခြေအနေပေါ်ဒီနေ့ကတော့တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတအူးကပြောပါတယ်။ မနေ့ကမြို့နယ်မြောက်ဖက်ချမ်းမှာစစ်တပ်ကအင်အား3000ကျော်တပ်ပို့ထားပြီးစစ်ကြောင်းတွေစနိုက်ထိုးနေတယ်လို့သိရပါတယ်ရှင်။ဆလဘင်းဒေါ်ပုံမျိုးနဲ့ဗိုလ်ထွန်းဆိုင်ရက်ကွယ်အုပ်ချုပ်ရေးမှူးကျော်စိန်နေအဖွဲ့ကလူငယ်များကိုဖမ်းဆီးပြီးတပ်ဦးလှရင်28တင်းပြင်ငွေညှိရွေးခိုင်းမင်းလာမှာလည်းအုပ်ချုပ်ရေးမှူးအောက်ထကလားစင်စစ်မှုတန်းကြီးတာယူပြီးမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ရန်ကုန်ဒေါပုံမျိုးနဲ့ပို့ထွန်းဆိုင်ရက်ကွက်အုပ်ချုပ်ရေးမှူးချုပ်စိန်နဲ့အဖွဲ့ကလူငယ်များကိုဖမ်းဆီးပြီးတပ်ဦးလှရင်28သိန်းဖြင့်ငွေညင်ရွေးခိုင်းနေကြောင်းဖမ်းဆီးခံရသည့်လူငယ်တချို့ဤမိတ်ဆွေများကပြောဆိုပါတယ်နိုဝင်ဘာလ16ရက်နေ့ဒေါ်ပုံမျိုးနဲ့ပို့ထွန်းဆိုင်ရက်ကွက်အုပ်ချုပ်ရေးမှူးကျော်စိန်နဲ့ဇိုင်းအိမ်မှုမော်ကြီးအဖွဲ့က ခေါပုံမျိုးနဲ့အတွင်းကားကိတ်များလမ်းများမှာအသက်၁၁နှစ်မှ35နှစ်အတွင်းလူငယ်များကိုလိုက်လံဖမ်းဆီးကြောင်းဖမ်းဆီးရရှိသည့်လူငယ်များကိုရက်ွက်ရုံးမှယာယီခေါ်ထားပြီးမိဘဆွေမျိုးများထံသို့ဖုန်းဆက်ခိုင်းကာငွေဖြစ်လာ၍ခိုင်းကြောင်းတာကေတာမျိုးနဲ့အမတ်ရှိရက်ွက်မှလူငယ်တဦးမှနိုဝင်ဘာလ16ရက်နေ့အပြင်ထပ်စဉ်အုတ်ချုပ်ရည်မှုကြောင့်စိတ်နှင့်အဖွဲဤဖမ်းဆီးမှုခံလိုက်ရပြီးနိုဝင်ဘာလ18ရက်နေ့တာကေတာမျိုးနဲ့စုကင်းသာလန်းဆန်လက်ဖက်ရည်ဆိုင်မှငွေကျပ်28သိန်းဖြင့်ပြန်လည်ရွေးထုတ်ခင်းရကြောင်းသိရပါသည် အခုကစစ်မှုထမ်းဥပဒေကိုခုတော့လုပ်ပြီးလူပြန်ပေးဆက်တလို့လုပ်နေတာလူငယ်တွေကိုဖမ်းနေပြန်ရွေးခိုင်းနေမရွေးနိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းလုံနေတဲ့အခြားရက်ွက်တွေကိုလက်လွဲရောင်းနေရလာတဲ့ပတ်စံကိုရဲထွေအုပ်အကုံဝေးစားများစားလို့တော့တိုင်းမင်းမဲလေအရေးယူမဲ့သူကမစုဖြစ်နေတဲ့မြို့နယ်နယ်ရဲကလည်းစစ်မှုထမ်းလူဝဲချက်ရှိတာရောသူတို့ဝေစုကြနေတာရောကြောင့်အုပ်ကြီးတွေကိုလူပန်းငွေစားနေတာကိုအကောက်ွဲပေးနေတော့ပို့ပြီးတော့လုံရဲကန်ရဲဖြစ်ပြီးအတင်းရဲလာတော့ ဖန်တဲ့လူငယ်တွေကိုရိုးရိုးဖန်တာမဟုတ်ဘူးဆိုင်နယ်ပြည်ဖန်စီခေါ်တာမျိုးလုပ်နေကြတာလို့ဒေါ်ပုံမြို့နယ်မှာဖန်စီကလူငယ်တအူဤမိတ်ဆွေကရှင်းပြပါတယ်အလာသူပကိုတိုင်းမင်းလာမျိုးနေလှဲကူချင်းရွာအူစုမလေးအောက်ချုပ်ရမှုအောင်တော်ကချင်းရွာနေပြည်သူများထံမှစစ်မှုတန်းကြီးလာစဉ်တောက်ခံသည့်အပြင်ချင်းရွာတယ်မှာလူငယ်များကိုပါပေါ်တန်ဆွဲဖန်စီနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်အဝေမနာ၁၆ရက်နေ့ညနေ၄နာရီအချိန်လေကူးကျေးရွာအုပ်စုမှပါဝင်သည့်ရတနာစုကျေးရွာမှာ ကိုဖိုးဆောင်၏တမတ်ဖြစ်သူကို၎င်းရေးကြည့်ကြွရမှာကိုဖိုးဆောင်၏တန်ငယ်လေးနှင့်ကိုပြုံးချိုတို့ကို၎င်းစစ်တပ်နှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူးအောင်ထွက်ကဝင်ရောက်ပေါ်သာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ စစ်မှုထမ်းကြေးလဲကောက်တဲ့လူငယ်တွေကိုမထင်းရင်မထင်းသလိုဝင်ဖမ်းပြီးစစ်မှုထမ်းစုဆောင်နေနိုဝင်ဘာလ16ရက်နေ့ဖမ်းဆီးခံရတဲ့လူငယ်၃ဦးကတော့ပြန်မလွတ်တော့ဘူးစစ်တင်တန်းချောင်းကိုပို့လိုက်ပြီလို့ဒေသပြည်သူတအူးကပြောဆိုပါတယ်အကြမ်းစစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်စကူစတင်ဖွင့်လင်းလျက်ရှိပြီးအဆိုပါတင်တန်းသူနိုင်ငံတော်ဝန်မှပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်အများအပြားပို့ဆောင်ခံရကြောင်းဖမ်းဆီးခံလူငယ်များ၏ဆွေမျိုးမိဘများကပြောဆိုကြပါတယ်ရှင်